ကလေးတွေဒီနိပညာပိုင်းဆိုင်ရာကြွားကျင်တဲ့ကလေးတွေဆိုပို့တောင်းသိအောင်မယ်ဘလို့တောင်းရလဲဆိုတာကိုနော်သိလားအခုဆက်သွယ်ရေးဝင်ကြီးကိုကျွန်မပြောကျင်တယ်ရှင်ကျွန်မရဲ့ဗီဒီယိုဖိုင်တွေကိုဒါမြင်ပြီးလို့ရှင်ရတော့မြင်ပါစေလဲကျွန်မကတော့မြင်အောင်လုပ်တင်တာပဲနော်ရှင်တို့တွေကဆက်သွယ်ဝင်ကြီးတွေကဆက်သွယ်ဝင်ကြီးကရှင်သုံးမကြတော့ online ပေါ်မှာတားချက်လုပ်တဲ့ဂျေးရဖမ်းရတယ်မင်းတို့လောက်ရတယ်မင်းတို့စလားမင်းတို့အဆင်မပြောနဲ့မင်းတို့ဝင်ကြီးချုပ်စီကိုယ်တိုင်ကတော့ရှိတယ်လားမင်းတို့စီနေကလိုင်စင်ရှိလားလိုင်စင်ရှိဆိုအဲ့လိုင်အဲ့ကောင်မင်းတို့ PC ဝိုင်းနဲ့မင်းတို့ဝယ်ရတာ ဟယ်လိုချီရမီပါပီတူနီကိုမော်မာမားအလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ12ရက်နေ့ရကျွန်တော်ချက်တပရင်းညပိုင်းဗီဒီယိုတင်ဆက်မှုမှာဆိုတော့တော်လန်ရဲဘော်တဲ့ပြန်မယူဆောင်လာပြတဲ့တရင်ကောင်းတွေပြင်ဘွန်မိုက်ကဘော်နော်ကြေကွက်လာမဲ့တွေလဲကြည့်ရှုအောင်မလို့ဗီဒီယိုကျွန်တဲ့သူစာဆောင်ကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတရင်တိုလေးတွေကြည့်လိုက်ရအောင်နော်ပထမအုံဆုံးတရင်တဘိုးအနေနဲ့ကတော့ ကချင်ပြည်နယ်ဖားကမြို့နယ်မော်စီစာကြောက်စင်းလူခွက်တို့မှစူးစီးနေတဲ့စစ်တပ်ကိုကြေကကြားညက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီဘက်က20ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကလေးပဲဖြစ်ပါတယ်။ ဖကမော်စီစာကုန်းမတိုက်ပွဲတွေပြင်းထန်နေပါတယ်ဒီမနေ့ကိုးနိုင်ကလေးအစားပြတ်မှတိုက်ပွဲဖြစ်ပွားနေတာတိုက်ပွဲအရလောက်ရှောက်ကိုဖြစ်နေတာပြက်ခတ်တန်တွေအရဆူညံနေတာပဲဆိုပြမဒေတာခံပြည်သူသူဝင်ပြမပြောဆိုထားတာဖြစ်ပါတယ်နည်းနည်းကိုးနိုင်ရနေစတဲ့ပြတော့မှာဖကမြို့နယ်မော်စီစာကုန်းမချမ်ပီယံဆက်တန်နဲ့ KAI PDF ပူးပေါင်းတက်တွေရနေပြမတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရတာဖြစ်ပါတယ်မွန်းတဲ့ပိုင်းမှာဆိုတော့မော်စီစာကြောက်စင်းလုတ်ကွက်တစ်ခုမှာဆူစင်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ပြည်သူစစ်တွေကို KAI ကကြမ်းကြမ်းတိုက်ခိုက်ခဲ့လို့စစ်တပ်ကနေဆယ်ဦးထက်မနည်းတေဆုံးပြတော့မှာ နေရာရရှိတဲ့သူတွေလည်းမြပြတဲ့ဆူပါမားကျွန်တော်တို့နောက်ထပ်တည့်ရတာပဲဖြစ်ပါတယ်။ဖကားမျိုးနယ်မှာတောင်းကျနေတဲ့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ဒီပြူခွေးတွေကိုကျွန်တော်တို့ရရပူပေါင်းတပ်ဖွဲ့အနေနဲ့မုံချိတိုက်ခတ်နေတာမလို့ဒီကောင်တွေကတော့ခုဆိုရင်အတူပြက်လေးတွေနဲ့ထပြမှုတွေများစွာဖြစ်ပေါ်နေတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်။နောက်သတင်းတပိုးအနေနဲ့ကတော့မကွေးတိုင်းပဟုတ်ကူမြို့နယ်အနောက်မကြီးကံရွာမှာတပ်ဆွနေတဲ့ပြူစော့ထိနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေကိုဒေသကကွေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်မှာဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ငါးဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။ မင်္ဂရီထက်ထိဝင်ပြေးပြီးနောက်ဆုံးဘန်ကားကြမှာပြန်ပြီးတော့မှလေလွတ်လိုက်တာငါးယောက်ကတော့ပြည်ရင်ခိုင်ရင်ရှေ့တင်ပဲတည်သွားကုန်တာတနက်တွေကတော့မကောက်နိုင်ဘူးအပြန်လည်းပြနေတဲ့ကြားထက်ကဆိုတော့ဆိုပြီးတော့မှ အညာမြေတပ်ပေါင်းစုပြန်ကြိုက်တဝန်ခံကိုဘိုဘိုတန့်စင်ရနေပြီးတော့မှပြောဆိုထားပဲဖြစ်ပါတယ်။အနောက်မှာဂျီကန်ရွာဆိုတော့စစ်ကောင်စီတန့်တဲ့ပြူစော်ဒီပူပေါင်းအရာတရားနဲ့ဆက်ဝင်းချင်းရှိတဲ့ရွာဖြစ်ပြီးတော့မှအနီးဝင်းချင်းကဘဲဂျီရှင်မခန်အောင်သာမြစ်ခြေစားတဲ့ရွာတွေကနေပြီးတော့မှလည်းပြူစော်ဒီအားကောင်းတဲ့ရွာတွေဖြစ်တာကြောင့်မလို့တိုက်ခတ်ဖို့ခေခဲတဲ့ရွာဖြစ်ပြီးတော့မှအဲ့ဒီပြူစော်ဒီတန့်စစ်ကောင်စီတပ်ဖွဲ့ဝင်ပူပေါင်းတတရဆိုတော့ပေါင်းနေအတွင်းဝင်ရောက်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လိုက်ပါတော်လို့အင်အားနည်းနေတဲ့အချိန်ဝင်ရောက်တိုက်ခတ်နေခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒါတောင်မှပေါ့နော်အင်အားတရားနဲ့ဆယ်နီပါရှိတဲ့ စစ်ကောင်စီနဲ့ပြည်ခွေစစ်ကြောင်းကိုကျွန်တော်တော်လံဘုံတက်နေတဲ့ပြည်တော်မှာဂျာဖြတ်တက်ခိုက်မှုတွေလို့ဆောင်ခဲ့တာပြည်တော်မှာခုဆိုတော့ကျွန်တော်အနေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေဘယ်နေရာရောအညာပူပေါင်းတပ်ဖွဲ့တွေလက်ထက်ကနေပြည်တော်မှာလုံအောင်ကိုမလွတ်တော့ဘူးဆိုတော့လည်းကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့ ခုဆိုရင်စကောင်စီတပ်ဖွဲ့တွေပြည်သူတွေရဲ့နေအိမ်ထဲတိဝတ်တော်ရင်တွေကိုအကြောင်းမရှိကြောင်းရှာပြီးတော့မှဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီးတော့မှတော်လန်ရဲ့ရဲဘော်သူဖြစ်တဲ့ကုလုံးဝေရဲ့ပေါ့နော်ပြောချက်ချက်လေးပဲဖြစ်ပါတယ်ကုလုံးဝေစကောင်စီတပ်ဖွဲ့တွေကိုဘယ်လိုမျိုးစုမပြောဆိုတတိပေးထားမလဲဆိုတာကျွန်တော်စာချက်လေးရအောင်နော်ဝတ်တော်ကလေးဖမ်းတာအရင်ကောင်းတယ်နော်ကောင်းနေစင်အခုဒီမင်းတို့ဝန်နှန်းနေဝန်ကြီးရေရစစီးနေတဲ့ကားတွေဒီလိုင်စင်နဲ့လားဝတ်တော်နဲ့လားဘယ်လိုမှစဉ်းစားဟုတ်ပြီလိုင်စင်လည်းပြောမစင်ပြောပါမင်းတို့မင်းတို့လိုင်စင်လည်းမင်းတို့ပြောလို့ရတော့ငါငါလက်ခံလိုက်မယ်ဟုတ်ပြီ ဲ့တော့အဲ့ကောင်းမင်းတို့ဘယ်စီးပွားရည်လုပ်နေမင်းတို့ဝယ်ရတာဟင်မင်းတို့လာစားဝင်းဟိုဘောနော်ဝင်းကြီးတယောက်ရဲ့လာစားဆယ်တင်းမင်းဆယ်တင်းနဲ့ငါတောင်းမရှိဘူးမင်းတို့စီးထားကားရာတိတ်ထောင်ချီတန်ကားရာဟင်အဲ့မင်းတို့ကားရာလိုင်စင်နဲ့ဆိုရင်မင်းတို့စဉ်းစားရှိမင်းတို့လာစားနဲ့မင်းတို့တက်တက်လုံးရေးရင်ပြောလိုက်ဖင်ခံရင်းတော့မင်းတို့အဲ့အဲ့ငွေမရအောင်မင်းတို့အဲ့ကားစီးမင်းတို့ဝင်နိုင်ဘူးလူလူတွေမရှိမရှိမနေဝယ်ထားတဲ့ကားလေးတွေမင်းတို့မလှုပ်ကြပါနဲ့မင်းတို့အဲ့လိုလှုပ်မှာဆိုမင်းတို့ကိုယ်တိုင်နေရောအေးကြပါဦး မင်းမစီထားတဲ့ကားလေးတရားဝင်ဝင်ထားကားလားနိုင်စင်းနေလားဖြီးကြီးစမ်းပါမင်းတို့မှအဲ့လိုအတွေးအခေါ်အမြင်မြင်မျက်စိမျိုးမရှိကြဘူးစင်ငါတို့ကြည်စံနေလည်းဘယ်တော့မှမျက်စိမပေါဘူးကြည်စံမှမျက်စိမပေါဘူးသူတင်ပြောလိုက်ပြီဒီနေ့ကရှမ်းတောင်ကိုဆင်းမယ်ရှမ်းတောင်မှာလုံနေကြတဲ့ဖမ်းနေကြတဲ့ခွေးမျိုးတွေတမန်ကရှမ်းတောင်မှာရောက်လာတယ်မင်းတို့ကားမှာလိုက်စင်းပေါ့နံပါတ်လည်းမပေါဘူးမော်တော်ဘီကတယောက်စင်အောက်ထုတ်ကမပေါဘူးပတ်မှန်လည်းမပေါဘူးလက်တစ်ဖက်လည်းဖုန်းကပြောနေသေးတယ် နံပါတ်ပြန်ပေါ့နှောက်ပြီးပါအဲ့ဒီပုံနေငါအတိကျလာမယ်နော်ဒီနေ့ငါရှာတော့ဆင်းမယ်မင်းတို့လောက်ရတယ်မင်းစဉ်းစားမယ်မင်းတို့အဆင်မပြောနဲ့မင်းတို့ဝင်ကြီးကျုပ်ကြီးကိုယ်တိုင်ကရောရှိတယ်လားမင်းတို့စီနေကလိုင်းစင်ရှိလားလိုင်းစင်ရှိဆိုအဲ့လိုင်းအဲ့ကောင်မင်းတို့ဖေးစီဝိုင်းနဲ့မင်းတို့ဝယ်တာဟင်မင်းတို့ဗာစီဝိုင်းရှိလို့မင်းတို့ဝယ်တာလေအဲ့ဒီကောင်မင်းစီဝိုင်းမရှိဘူးလေမင်းဝင်လာဆိုဒီငွေမင်းခိုးလို့ပဲ license အမှန်ကန်တယ်မင်းစီးနေဆိုအဲ့ငွေမင်းခိုးလို့ပဲမင်းတို့တမဆယ်ရင်းကြော်ပဲရနော်နိုင်ငံတော် အစည်းကတော့မသိငဆယ်ပဲရဟုတ်ပြီလားမင်းတို့စီထားကဖောင်းစီတန်းအဲဟုတ်တယ်ဖောင်းစီတန်းကဖောင်းစီတောင်းပိုင်းကားလေးနော်မင်းတို့လာစားဆယ်ရင်းကြုံလဲဘယ်လိုလုပ်ပြီးဝင်နိုင်မှာလဲမင်းတို့ကလိုက်စင်ရှိဆိုရင်အဲ့ငွေမင်းတို့ခိုးလို့ပဲမင်းတို့ကလိုက်စင်မရှိဆိုမင်းတို့ကအရင်ဖမ်းမင်းတို့စီလို့လူလူစီလာမင်းတို့ဝတ်တော့တော့လူလူဝတ်တော့တော့ကျင်းလာအေးအဲ့အတွေးအမြင်မရှိကြဘူးဆိုမင်းတို့မျက်စိကန်းနေမင်းတို့မျက်စိကန်းနေတယ်လို့ငါတို့ကကြည်စမ်းနေလေကမ်းမယ်နော်ဒီနေ့ငါလောင်းဝင်တဲ့ပြင်းမှာငါဆင်းလာတယ်နော် ငါရှမ်းတော့ငါဆင်းလာတယ်စဉ်းစားပါစဉ်းစားကြည့်ကြပါလူတို့ကထမနေစနေကိုလုံးရဲ့စစ်ကောင်စီတပ်ဖွဲ့တွေတရီပြေးလိုက်ပြီနော် စစ်ကောင်စီတပ်ဖွဲ့တွေအခုဆိုရင်ဒီလိုမျိုးအကြောင်းမရှိအကြောင်းရှာပြီးတော့မှသူတို့ကိုယ်တိုင်ဝတ်တော့ရင်တည်းစီးပြီးတော့မှပြည်သူတွေရဲ့ဝတ်တော့ဆိုင်ကယ်ကိုဖမ်းဆီးနေမှုတွေပေါ်မှာဘုံမရိုက်ကွက်နေပြီးတော့မှလည်းပေါ်ကွန်မျိုးဆုံမှုတွေလည်းကျွန်တော်ကြားရတာပဲဖြစ်ပါတယ် ဒီလိုမျိုးမျောလိုက်တဲ့အုပ်စုကနေပြန်မှတော်လိုင်းရေးသမားတွေကိုဖြစ်လို့ဖြစ်စီပုံစံနဲ့လှုပ်ဆောင်နေပြန်မှတကယ်တမ်းအမျက်ထွက်သွားတာတော့အောက်ခြေစစ်ကောင်စီတပ်ဖွဲ့တွေပြိုခွဲနေတဲ့အုပ်ချုပ်တွေပဲဖြစ်တယ်ဆိုတာကျွန်တော်အားလုံးလည်းသိရှိထားတာမို့လို့အခုချိန်ထိမယူရဆန်ပြီးတော့မှဒီလိုမျိုးဆက်လက်ကျူးလွန်နေကြောင်းပဲဆိုတော့ကျွန်တော်တော်လိုင်းရေးဘုတွေနဲ့ပြန်မှတွေ့တဲ့နေရာမှာပဲတုတ်တင်ရှင်းနေတော့မယ်ဆိုပြီးတော့မှအခုဆိုရင်တတိပေးပြောဆိုမှုတွေရှိလာတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့စစ်ကောင်စီဘောမှာအပါသမီးရနေပြတော့မှစစ်တပ်ရဲ့ဝန်ကြီးဌာနကလူတွေကိုဘယ်လိုမျိုးဆုံးမတရိပ်ပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြတော့မှနားထောင်ကြည့်လိုက်ရအောင်နော် စက်သွေးကုမ္ပဏီအကုန်လုံးသွားရှင်းစစ်စစ် စစ်စစ်ပါစစ်စဲပါအရေးယူပါပြည်သူတက်ကိုဖြည့်ရှင်းမှာတုံးဆွဲသူတွေအများကြီးနစ်နာနေတယ်တုံးဆွဲသူအခွင့်အရေးတွေဆုံးရှုံးနေတယ်အဲ့ဒါကိုရှင်းသိလားစက်သွေးဝင်ကြီးနော်တရုတ်တို့တရရရိုးရရကိုမပြောဘူးကျမတရုတ်ကိုပဲပြောမယ်နော်တရုတ်ကဆိုလို့ရှိရင်ပြည်သူကိုအရန်သူပြည်သူကိုသူအရန်ကာဝယ်ပေးတာနော်အခုတရုတ်ကထုတ်လုပ်တဲ့ဖုန်းတွေကိုကျမတို့သုံးနေတာအဲ့ဒီဖုန်းတွေထဲမှာဘာဖြစ်လို့ဒီ data use ိတ်ပါတာလဲဆိုတော့နော်ပြည်သူတွေတုံးဆွဲတဲ့ပြည်သူတွေ customer တွေကနော်အလကားဟိုဆက်သွယ်ရေးကုမ္ပဏီတွေ เนาะလိမ့်နာလိမ့်နာညာတော်မခံရအောင်လို့เนาะဒါကျမတို့ကဒါဒါနိပညာပိုင်းကိုသိနိပညာပိုင်းကိုကျွမ်းကျင်တဲ့သူမဟုတ်ဘူးတက်ကျွမ်းသားလည်းတဲ့သူမဟုတ်ဘူးเนาะအပေါ်ရန်လောက်ပဲတည်တာเนาะကလေးတွေဒီနိပညာပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ကလေးတွေဆိုပို့တော့တည်အောင်မယ်ဘလို့တော့ရလဲဆိုတော့เนาะတည်လားအခုဆက်သွယ်ရေးဝင်ကြီးကိုကျမပြောကျင်တယ်ရှင်ကျမရဲ့ဗီဒီယိုဖိုင်တွေကိုဒါမြင်ပြီးလို့ရှင်ရတော့မြင်ပါစေလဲကျမကတော့မြင်အောင်လို့တင်တာပဲเนาะရှင်တို့တွေကဆက်သွယ်ဝင်ကြီးတွေကဆက်သွယ်ဝင်ကြီးကရှင်အသုံးမကျတော့ online ပေါ်မှာကြားပြန့်လုပ်တဲ့ရေးရဖမ်းရတယ် ပြောပုံနော်။ဒီပေးမှာသတင်းအတိအကျရမှာဖမ်းတာရဲအလုပ်လေ။ဒီ line မှာမှာဘာဖြစ်နေလဲ internet နော်မြန်မာနိုင်ငံမှာအခုသုံးပြုနေတဲ့ TikTok, Viber, နော် Telegram, Insta မြန်မာနိုင်ငံကနေသုံးလို့ရသမျှ line တွေအကုန်လုံးရှင်းစစ်ဆေးရမှာလေ။တရုတ်လိုပဲပြည်သူအထအကျိုးမရှိဘူးနိုင်ငံပြည်စည်းရပြည်စည်းကြောင်းဖြစ်မဲ့ line တွေ နော်ဒီလိုအောင်ပြောတယ်နိုင်ငံအတွက်အပြတ်မောက်ဖြစ်မဲ့ line တွေဆိုလုံးဝရှင်ပတ်စံယူပြီးတော့မှဘာမှဆက်သွယ်လို့ရအောင်အသုံးပြုခွင့်ရအောင်ရှင်ပေးနေစရာအကြောင်းမရှိဘူးတရုတ်သူ့နိုင်ငံကိုဘယ်လိုဆက်သွယ်တရုတ်နိုင်ငံဆက်သွယ်ရေးဝန်ကြီးသူ့နိုင်ငံကိုဘယ်လိုအုပ်ချုပ်လဲတရုတ်အစိုးရဆက်သွယ်ရေးနဲ့ပတ်သက်ပြီးနိုင်ငံကိုဘယ်လိုထိန်းချုပ်ထားတယ်လဲဘယ်လိုအသုံးစွဲခွင့်ပြုလဲဆိုဆက်သွယ်ဝန်ကြီးရှင်တရုတ်ပြည်ကိုသွားပြီးတော့မှလေ့လာလိုက်အောင်ဆက်သွယ်ရေးဝန်ကြီးဆိုတဲ့လူကြီးရှင်တရုတ်ပြည်ကိုသွားပြီးလေ့လာလိုက်အောင်တရုတ်နိုင်ငံမှာတရုတ်နိုင်ငံကပြည်သူတွေ line တွေကိုတုံးချင်တိုင်းတုံးလို့ရသလားဆိုတာသွားကြည့်လိုက်နိုင်ငံကိုအပြတ်မောက်လုပ်မဲ့နော်ဟိုဆက်သွယ်ရေးလိုက်မှန်တယ်ဗျ တော့ဆက်ခွင့်မပြုဘူးရှင်တို့ပါဆိုတော့ဘာမှ VPN နဲ့ဘာအနေညာအနေဘာမှချိုက်လို့မရဘူးအဲ့လိုလုပ်ထားတာဒီမှာဘာသမီးကနေပြတော့ပါနော်အခုဆိုရင်မြောက်လိုက်တဲ့အုပ်စုရဲ့စစ်သွေးဝင်ကြီးကိုတဲ့အုပ်စုမှာပြောဆိုထားဖြစ်တယ်ကျွန်တော်အလုံးတည်ထားတဲ့တမန်မြောက်လိုက်တဲ့အုပ်စုကတော့ကျွန်တော်ဒီတောင်ပိုင်းတမဖြစ်ပေါ်နေတဲ့ခြားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးပုံမှာဆင်နွယ်မှုတွေရှိနေတယ်ဆိုတော့လည်းတည်ထားတာဖြစ်ပြုံးမှာအဓိကလက်တဲ့တရားခံဖြစ်တယ်ဆိုတော့လည်းကျွန်တော် ော်လိုင်းရဲဘော်တရားနဲ့ပြတော့မှာပါနော်တက်တက်တဲ့တကွာတွေ့ရှိထားတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်မျိုးပပြည်သူတွေအသုံးပြုနေတဲ့အတန်လိုမျိုး SIM card တွေရနေတယ်ပြတော့မှာတစ်ဆင့်ကြာဖြန်လူလိန်ကိုင်းတွေရတယ်ပြတော့မှာချင်းချောက်စာတွေပြဖို့နေတာကိုလည်းကျွန်တော်ကြုံတွေ့နေရတယ်ပဲဖြစ်ပါတယ်ဒါကိုစစ်သွေးဝင်ကြီးဌာနကနေပြတော့မှာတီတီလေးနဲ့ကိုခွင့်ပြုပေးထားတာမို့လို့ကျွန်တော်ရှင်းရှင်းပြောမယ်ဆိုတော့အခုဆိုရင်ဘောမတွေပြောထားတယ်လို့ပဲမြောက်လိုင်းတို့အစုအနေနဲ့ကတော့ကြာဖြန်တွေနဲ့ရေချပေါက်ဆင်းရွှင်မှုရှိနေတယ်ဆိုတာကိုကျွန်တော်တပီတော့မှာသိရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ဘောမမျိုးအစိုးကနေပြီးတော့မှတိုင်းတာလန်နဲ့ကင်တပ်တွေအနေနဲ့မြောက်အောင်လိုင်းရဲ့စတန်ဒတ်အာမေဂျင်းနဲ့ရှင်မတိုက်ကြဖို့တတိပေးအာချောင်ပြောဆိုထားတဲ့အားလဲကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ငယ်ငယ်တုန်းကကျောင်းစာထဲမှာသင်ခဲ့ရပါတယ်အမကြီးနာမည်ကြီးအပင်နာမည်ကြီးခစ်တီကိုထားလိုက်ပါအာလုံးနဲ့သင်ပြီးသားမလို့အမကြီးကမင်းပြင်းမဲတန်းသင်နေနေနေတန်းအပေးခံရတယ် သူနေနေတဲ့အဘိသင်ကလည်းခီးသွားနေရင်ပုံလိုက်တစ်ခုနဲ့ကျုံနေလေတိုက်တယ်အဲ့ဒီမှာတစ်ပင်ကြီးတွေကတဖြောင်းဖြောင်းကျိုးတယ်တစ်ပင်လေးတွေကတော့လေရတိတ်ဘုဘရင်လိုက်ဒီဘက်ရင်လိုက်လက်မချိုးကြဒီဖြစ်ပျက်ကိုကြည့်ပြီးတော့အမတ်ကြီးကအော်ငါကတစ်ပင်ကြီးတွေလို့မကျင်ပဲတစ်ပင်ငယ်လေးတွေလို့ကျင်ပဲလေရတိတ်ရင်ခဲ့မယ်ဆိုရင်ဒီတစ်ပင်ကြီးတွေကိုခိုင်ခိုင်မာမာရက်တည်ရတဲ့တစ်ပင်ကြီးတွေလူမျိုး ငါတဖြောင်းဖြောင်းကျိုးတဲ့ဘက်ကိုရောက်မှာမဟုတ်ဘူးဆိုတဲ့အတွင်းမျိုးပေါ်ခဲ့တဲ့သင်ခန်းစာလေးကိုကျွန်တော်တို့သင်ခဲ့ရပါတယ်။အဲ့ဒီအချိန်တုန်းကတော့တာမန်ပါပဲ။ခလေးကိုတိတ်လည်းအများကြီးမတွေးတတ်ဘူး။အရွယ်ရောက်လာတဲ့အခါမှာတော့အဲ့ဒီသင်ခန်းစာကိုအခြေခံပြီးတွေးတဲ့အချိန်မှာအော်ဒီအမတ်ကြီးရဲ့အတွေ့အာတော်တော်ကိုတရေဖို့ကြောက်တာပဲ။တော်တော်အတ္တကြီးတာတကယ်ဆိုရင်ဘယ်လိုအချိန်မျိုးနဲ့ပဲကြုံကြုံကိုမှန်တဲ့အရာ ကိုယုံကြည်တဲ့အရာအတွက်မမမမရက်တည်တဲ့နယ်ဆိုတဲ့အတွေ့အကြုံကျွန်တော်စင်ကြဲမှာဖြစ်ပေါ်ခဲ့ပါဒီလိုစိတ်နဲ့ပဲတောက်ရှောင်းရှင်တန်းလာခဲ့တာသို့တော်လေဒီတက်ရွယ်ကိုရောက်လာပြီအချိန်အနည်းအများကြီးနဲ့ကြုံခဲ့ရတယ်ပြဿနာပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ရတယ်ခစ်တွေကိုကြုံတော့ဖြတ်တန်းလာရတယ်အချိန်မှာတော့ကိုယ်တွေးကိုပြန်စမ်းစစ်ကြည့်ပါလူလောကမှာအသက်ရှင်နေစဉ်အတွင်း ပြဿနာနဲ့ကြုံရမှာပါပဲလူတိုင်းကိုဆိုလိုတာကိုယ့်တဲ့အင်အားကြီးတဲ့လူတွေနဲ့လည်းပြဿနာဖြစ်နိုင်တာပါပဲဖြစ်ကြရမှာပါပြဿနာတစ်ခုခုဖြစ်ပြီးဆိုရင်တပင်ကြီးတွေလိုပဲမမမမရက်တည်ပြီးတော့ဟာငါမှန်တယ်ဒီအရာအတွက်ငါကတော့ကျုံ့ကျူးကျင့်ကြည့်ငါ့ရဲ့မှန်တရားတွေစွန့်ကြိုင်နေဆိုပြီးတော့နေမလားအမမောရည်လေငါမှန်တော့ညာ ။အော်ငါ့ပြင်အင်အားကြီးတဲ့သူနဲ့ထိတ်တိတ်မတွေ့တာကောင်းပါလေ။နိုင်ငံကိုကောင်းတဲ့ပြည့်ပြီးမဆောက်တာကောင်းပါလေလို့တွေးပြီးတော့တစ်ပင်ငယ်လေးတွေကိုလေယူတာတိတ်ပြီးကိုဘက်ဒီဘက်ကိုရေးမလားဆိုတာ။မိတ်ဆွေတို့အနေနဲ့လေကိုယ့်ရဲ့စိတ်ကိုကိုပြန်ပြီးတော့တတိလေးကပ်ပြီးစဉ်းစားကြည့်ရမှာလေ။ဒါပေါ့ပေါ့ပါပါတွေးရမယ်။အတွေးလေးကိုကျွန်တော်ခေါင်းစဉ်တင်တာပါ။ခေါင်းစဉ်ဖြစ်နေရွေးချယ်လိုက် သူပြောချင်တဲ့ပုံစံရတော့ပါနော်သူတို့မြောက်လိုင်းတို့စစ်တပ်ကနေပြီးတော့မှမန္တရားဘက်မှာရက်တည်နေတာမို့လို့ကျွန်တော်တိုင်းပြည်မှာတလန်ပူပုံတဖို့ဝင်နေဘလောက်ပဲတက်ခိုင်းနေပါစေချင်းချင်းခံပြီးတော့မှဆုံဆုံတီတွားနေတယ်ဆိုတဲ့သဘောမျိုးနဲ့ပြောလို့မျိုးစပြောဆိုထားတာဖြစ်ပါရတယ်ဒီချိန်မှာသူတို့လို့နေတဲ့တခုကျတော့နေလန့်ဖြစ်တယ်ပေါ့နော်ပြောလို့မျိုးစပြောပြီးတော့မှပြည်သူလူထုတွေကိုဝါတာမိုင်းတက်တဲ့အိုးစုတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်ချက်ပြီးတော့မှသိရတာမို့လို့ဒီကောင်းနေဘလောက်ပဲအပေါအောင်ပြောနေပါစေကျွန်တော်တလန်ပြည်သူတွေကတော့ဒါတွေကိုလုံးဝနားမယောင်တော့ပဲနဲ့ခုဆိုရင်တလန်မှာရှေ့ဆက်ပြီးတော့မှတွားနေကြတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တကုံးမဘွားတော့ကနေပြီးတော့မှတော်လိုင်းရေးကာလာဆန်တဲ့ပြတပိမောက်မှုတွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးမျိုးနဲ့ပြောင်းတိုက်ပြောဆိုထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ချစ်လိုက်ရအောင်နော်မင်းညားလေည၈နာရီ၉နာရီလောက်ကတော့တခါမှမကြုံဘူးသေးတဲ့အတူတူနိုင်ငံခြားဖုန်းတစ်လုံးဝင်လာတာအိုးနိုင်ငံခြားဖုန်းဆိုတော့ကိုကလည်းအပြေးလွှာသွားပြီးတော့နားထောင်ရတာပေါ့နော်နားထောင်ရတော့မြမလိုတလုံးတလီတော့ပါတယ်သိလားသူတို့ပြောဘိုးလိုစကားနဲ့ပြောတာပြောတဲ့အတိုင်းကြားရတော့စိတ်ထဲမှာဘာမှမလဲမသိဘူးနောက်ဆုံးတော့ကြားဖို့နားဝနေလေ what is your name ဆိုတဲ့ခါကျမှဟိုသူကအမေရိကန်ပြည်သူတွေပါတဲ့နော်အမေရိကန်ပြည်သူတွေပါတဲ့ဟိုကပေါ့လေချောင်းလိုင်းလေးတွေတကယ်လို့ကြုံလန်းကြုံပဲဆိုလို့ရှိရင်တဲ့လေချောင်းလိုင်းတွေတကယ်လို့ဖွင့်ခဲ့လို့ရှိရင်ပေါ့နော်သူတို့တို့ကတန်မုံစုပ်ကလေးတွေဟိုရသလောက်ပို့ပေးပါလားတဲ့တန်မုံတီးလို့ train ကြီးပြုတ်ကြမယ်ဆိုလို့ရှိရင်သူတို့လည်းတီးကျင်လို့ပါတဲ့အဲ့ကျတော့ကိုကလည်းကို့ပညာရည်ချင်းဟာလို့ရွာဦးကျောင်းဆရာတော်ရှိမှတန်မုံကြီးကုံနဲ့ထီပဲတက်ခဲ့ရတာလို့အဲ့ကျတော့ခင်ဗျားတို့ကျွန်တော်နီးစနစ်ကလေးပြောပြမယ်လို့ Google Translate ကနေပြီးတော့ခင်ဗျားတို့ဘာသာပြန်လိုက်ပါလားလို့ဘာသာပြန်လိုက်မယ်ဆိုတော့ဘာသာပြန်လိုက်ရင်တော့ပြန်လို့ရလားဆိုရတယ်တဲ့ yes sir yes sir တဲ့အကြတော့နော်အဲ့တော့ခင်ဗျားတို့နီးစနစ်မသိပဲနဲ့လို့ကတန်းကရန်နဲ့ဟို crunchy စင်းမှာတော့စင်းမှာတော့လို့ရှောက်အော်မနေနဲ့လို့စင်းမှာတော့စင်းမှာတော့ပြောလို့ပျော်ပျော်ကြီးစင်းသွားဆိုလို့အနှိမ့်တယ်ပဲရှိတယ်လို့အဲ့တော့ခင်ဗျားတို့နီးစနစ်ကလေးပြေးမယ်လို့တို့တို့မြမပြည်သူတွေလုတ်ခဲ့တဲ့နီးစနစ်တွေပြေးမယ်ဆိုတော့အဲဘလို့တပိတ်တပိတ်မှောက်မှောက်တို့ပြည်သူတွေညီရလားဟဲ့ညီရဟဲ့ညီရဟဲ့ တခင်လင်ကွန်ပေးတဲ့စစ်ပညာပြည်သူတွေကိုတတ်ဖို့မဟုတ်ဘူးယုံမတက်နဲ့ယုံထွက်ယုံမတက်နဲ့ယုံထွက်အဲ့ဒါတွေကိုအမေရိကန်ဗားရှင်းနဲ့ဆိုအော်လို့ပြီးရမလားနောက်ကျတော့ဥစ္စာပေါ့စံသိကောက်တပိတ်တို့ကျက်သွုံကောက်တပိတ်တို့အွေးတပိတ်တို့ကားပြက်တပိတ်တို့မဖဲဝါတပိတ်တို့တင်ညာတပိတ်တို့တုတ်တန်တပိတ်တို့ဝိညာဉ်များတပိတ်တို့မြို့လေကောင်အခောင်းထမ်းအခောင်းတွေထမ်းပြီးလှည့်ပြတဲ့တပိတ်တို့နောက်ကျတော့ထမိန်တန်းတွေမှာဖုံးကြီးပုံတွေကတ်တဲ့တပိတ်တို့သွေးပင်နေတဲ့ယောဂီအင်းကြီးတွေနဲ့တကြံကကနေတဲ့တပိတ်တို့အဲ့ဒါကြီးလည်းလှုပ်ထားကြအောင်လို့ပြီးရမလား ဒီဘွားတော်တော်အားချောင်းပြောရတယ်နော်ကျတို့ဒေါ်လာရဲ့အစားပိုင်းမှာဆိုတော့ပြည်သူတွေကနေပြီးတော့မှတပိပေါင်းဆောင်လို့ခဲ့တာကိုအခုဆိုရင်အမေရိကန်မှာဖြစ်ပေါ်နေတဲ့စာနာပြတပိမုံမှုတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကိုမျက်နှာပြောင်းတိုက်ပြီးတော့မှပြောဆိုထားတာဖြစ်တယ်။သူတို့လည်းလည်းတပံပြန်ပြီးတော့မှရောက်လာမှာပေါ့နော်။ဆိုတော့ဒီတကုမဘွားတော်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှတရှုံနေကြတယ်မိဘပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်အမြင်လေးတွေကိုခြိုက်ပိတ်ခဲ့ချဖို့ကျွန်တော်အားလုံးတောင်းဆိုပါရစေ။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ခေတ္တကတရင်သဘောလေးနားထောင်ကြည့်လို့ရအောင်နော်။ ဘယ်လာရုစ်နိုင်ငံကသတင်းစာရှင်းလင်းပွဲအတွင်းဆန်ရှင်နဲ့ဆော့ဝဲဆိုတဲ့အင်္ဂလိပ်စကားလုံးနှစ်ခုကိုတေချာနားမလဲပဲအတိတ်ပဲတလွဲတွေကိုရန်တမ်းပြောခဲ့တဲ့အကြံပတ်မဲအွန်လိုင်းကမြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာတွေဟာပညာတက်မြောက်မှုအားနည်းလို့အကြံဖတ်မှုတွေလုပ်နေတယ်ဆိုပြီးပြောဆိုလာပြန်ပါတယ်ဒါကတော့ဘယ်နာဒီကပြူးလင်မြို့မှာရှိတဲ့အမှတ်3အခြေခံပညာအထက်တန်းကျောင်းကိုအကြံဖတ်မဲအွန်လိုင်းသွားတဲ့အချိန်သူကိုယ်တိုင်ပြောသွားပြန်တာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီမှာအကြံဖတ်မဲအွန်လိုင်းအဓိကပြောသွားတာက လက်ရှိမြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာတွေဟာပညာရေးအားနည်းတဲ့ဒေသတွေဖြစ်တဲ့အကြောင်းအဲ့ဒီဒေသကလူတွေဟာအတန်းပညာတက်မြောက်မှုအားနည်းပြီးတော့သိမြင်တွေးခေါ်နိုင်မှုအားနည်းတဲ့အတွက်အကြမ်းဖက်မှုတွေလုပ်နေကြတယ်ဆိုပြီးပြောသွားတာဖြစ်ပါတယ်။အဲ့ဒီလိုပြောဆိုနေတဲ့အကြမ်းဖက်မဲအွန်လိုင်းကိုယ်တိုင်ကပြီးခဲ့တဲ့မတ်လ9ရက်နေ့ကပဲဘယ်လာရုစ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းနိုင်ငံတကာသတင်းမီဒီယာတွေအရှိမဆန့်ရှင်းဆိုတဲ့စီးပွားရေးပိတ်ဆို့ခံရရင် software ဆိုတဲ့ computer software တွေကအင်အားစုစည်းမှုပုံမရသွားမယ်ဆိုပြီးအင်္ဂလိပ်စကားလုံးနှစ်ခုကိုဘာမှမဆိုင်မဲ့အတိတ်ပဲတလွဲတွေပြောခဲ့တဲ့သူကိုယ်တိုင်အင်္ဂလိပ်လိုနားမလည်ပဲရန်တမ်းပြောခဲ့တဲ့အတွက်သူတို့စစ်တပ် lobby သတင်းစာတွေကနေတောင်းအဲ့ဒီလိုမှားယွင်းပြောဆိုခဲ့တယ်ဆိုပြီးအမားပြင်ဆင်ချက်အနေနဲ့ထုတ်ပြန်ခဲ့မှုပါတည်တယ်အဲ့ဒီလို Belarus နိုင်ငံကသတင်းစာရှင်းလင်းပွဲအတွင်း sanction နဲ့ software ဆိုတဲ့အင်္ဂလိပ်စကားလုံးနှစ်ခုကိုတေချနားမလည်ပဲအတိတ်ပဲတလွဲတွေကိုရန်တမ်းပြောခဲ့တဲ့အကြမ်းဖက်မဲအောင်လိုင်းကခက်တီတီနဲ့မြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာတွေဟာ ပညာတက်မြောက်မှုအားနည်းလို့အကြမ်းဖက်မှုတွေလုပ်နေတယ်ဆိုပြီးပြောဆိုလာပြန်လာပဲဖြစ်ပါလိမ့်ခင်ဗျဒီကောင်တော့ ABCD တောင်းမှမရဘဲနဲ့အခုဆိုရင်ကျွန်တော်မတည်ငြိမ်တဲ့နေရာတွေကနေပြီးတော့မှတိုင်းသားလက်နက်ကိုင်နေပညာမဲ့လို့ပေါ့နော်အချမ်းဖက်မှုတွေလွတ်ဆောင်ရတဲ့ဆိုပြီးတော့မှပေါ်ပန်းလေးဆက်ပြောဆိုထားတာဖြစ်ပါတယ်တူရင်တောင်းမှ sanction တဲ့ software ဆိုတဲ့စကလုံးနှလုံးတောင်းမှကကနာနာမတည်ပဲနဲ့ကျွန်တော်ကပတ်စာမျက်နှာပေါ်မှာအရှိခွဲခဲ့တယ်ကိုကြည့်ချင်ပြီဘောမတွေထောက်ခံပါတယ်ဆိုတော့မျောလိုက်ရဆိုတော့ဘလိုမျိုးလူစားလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်သူတို့ပညာမဲ့တယ်ဆိုတဲ့အကြောင်းကို ျွန်တော်မိဘပြည်သူတွေချပြပြောဆိုနေတာပြည်သူမှာအခုဆိုရင်တို့အနေနဲ့မကြခင်မှာပဲတို့ရယူထားတဲ့ပေါ်တော့နေရာတွေအချိုးစီးပွားတွေကိုလွတ်လွတ်ဆုံးရှုံးလုပ်မှာပဲဖြစ်ပါတယ် တော်လန်ပီတူတွေကတော့ကျတို့တော်လန်ရဲဘော်တွေနဲ့တူအခုချိန်ထိမြေပြင်စစ်မြေပြင်တွေမှာလည်းကိုရိုင်းပါဝင်နဲ့ထဲထဲဝင်ပူပေါင်းပြီးတော့မှအကူအညီထောက်ပံ့မှုတွေလှုံ့ဆော်နေကြတာမို့လို့စစ်ကောင်စီမပြုတ်မချင်းဆွန့်ဆွန့်တိုက်ခတ်မယ်ဆိုပြီးတော့မှကြုံမထားကြတာပဲဖြစ်ပါတယ်ဒီချိန်မှာကျတို့အားလုံးမျှဝေထားတဲ့အချိန်မှာ2025ခုခင်မှာဖက်ဆက်အာနာရှင်စနစ်တည်ချဖို့ကြာရှုံးမှုတွေဖြစ်ပေါ်လာတော့မှဆိုတဲ့အရေးအောင်တွေလည်းတွေးနေရတာမို့လို့ကျတို့အနေနဲ့ဝေယုံပြီးတော့မှအတုံဆိုင်စ조사ကြပါဆိုလို့ပြောရရင်ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မျိုးပါပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်အားလုံးပဲ စိတ်ချမ်းသာခွေချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းတဲ့ညာချမ်းလေးပဲဆင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်။